ရန်ကုန်ရေကျော်လမ်းမကြီးရှိတိုက်ခန်းခုနှစ်လွှာမှာသုံးနှစ်အရွယ်ကလေးငယ်တအူးပြုတ်ကျခဲ့ပြီးအချိန်မီကူညီပေးနိုင်ခဲ့တဲ့ ဖြစ်စဉ် မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကအော်တိုဘားလ18ရက်ည10:00နာရီကျော်ဝင်းချင်းအချိန်ခန့်ကရန်ကုန်ရှိရေကျော်လမ်းမကြီးတိုက်ခန်းခုနှစ်လွှာမှာအသက်3နှစ်အရွယ်ကလေးငယ်တအူးပြုတ်ကျလာခဲ့ပြီးအဆိုတော်မလေးမိချစ်သက်ကအချိန်မီဖုန်းဆက်ပြီးကူညီပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါကလေးငယ်ပြုတ်ကျလာတဲ့အချိန်မှာအဆိုတော်မင်းချစ်သက်ကအဲ့ဒီနေရာကိုရောက်ရှိနေခဲ့တာဖြစ်ပြီးကလေးငယ်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်လူမှုကွန်ရက်ရဲ့အသင်းတွေစီကိုဖုန်းဆက်အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးအဆိုတော်မင်းချစ်တက်ကအခုလိုပြောပြထားပါတယ်။ရေကျော်လမ်းမကြီးခုနှစ်လွာကနေကလေးပြုတ်ကျလာခဲ့တာ18ရက်10လ2025နေ့ကပါ။အမတ်မထင်ကဲဆဲခွင့်ရလို့ကဲနိုင်ခဲ့တဲ့ကလေးလေးပါပဲ။ တက်တူသားမီးနှောက်အပြင်ကနေအိမ်ကိုပြန်ရောက်ကားပေါ်ကအစင်းကစားပဲရှိသေးတယ်။အိမ်ရှိအိမ်ကနေအော်သံတွေကြားလို့သားမီးနှောက်ရက်ပြီးတော့ဆက်စုနေတော့ရက်ဖြစ်နေတဲ့ထင်လို့အိမ်မော်တက်မယ်အလုံးမှာကဲချပါအောင်ခုနလွာကနေကလေးပြုတ်ချသွားလို့ပါကဲချပါအောင် လုံးချပါအောင်လို့အော်နေတာနဲ့သားမီးနှောက်စလုံးအထုပ်တွေပြစ်ချပြီးအိမ်ရှိအိမ်ကိုပြေးလာကြည့်တဲ့အချိန်ကလေးကတိုက်ချားကသုံးလွာထံမှာညက်နေပြီးအော်နေရှာတာအရင်ဆုံးပြေးလာပြီးကလေးရှိတဲ့နေရာကိုရအောင်ဝင်ပြီးကလေးကို ဆွဲထားပြီးတဲ့လုံကြုံရေးအကိုနှစ်ယောက်လည်းတကယ်ကိုတတိရှိတာပါကိုလည်းရင်းတွေတုံလက်တွေခြေတွေတုံဖြစ်ပြီးဘာလို့ရမလဲမသိခင်မှာခေါင်းထဲမှာပေါ်လာတာက ပလဲမီသက်ကိုထင်လင်းအောင်ကိုခေါင်းထဲရောက်လာပြီးဖုန်းကပန်းကဒန်းဆက်ရပါတယ်ချက်ချင်းဖုန်းခိုင်ပေးပြီးအနီးဆုံးမီသက်ဌာနတွေကိုဆက်သွယ်ပေးလို့ကိုထင်လင်းအောင်ကိုလည်းကျေးဇူးတင်ပါတယ် အဲဒီကနေမှတက်စင်ကဲဆယ်ဖို့အတွက်အရေးပေါ်ကားနဲ့ချက်ချင်းရောက်လာကြတဲ့50တန်းကပီတိမြတ်တာလူမှုကူညီရေးအသင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ပြီးပျက်စီးအဆုံနဲ့ကယ်ဆယ်ရေးတွေရောက်ရှိလာတဲ့ကိုပူတူးကယ်ဆယ်ရေးအဖွဲ့နဲ့အရေးပေါ်အမြန်ဆုံးရောက်ရှိလာကြတဲ့မိသက်တပ်ဖွဲ့များနဲ့အကုန်ရောက်ရှိလာကြတဲ့တာဝန်ရှိသူများကိုလည်းကျေးဇူးအထူးတင်ပါတယ်။ခလီလီလည်းဘေးကင်းခဲ့ပါပြီ။အမတ်မထင်ကယ်ဆယ်ခွင့်ရခဲ့လို့လေကိုယ်တိုင်အတိုင်းမသိချေနှူးမိပါတယ်ဟုဆိုကပြောပြထားတာပဲဖြစ်ပါတယ်။ ကလေးပြောကြခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိသူတဦးကလည်းအခုလိုပြောပြထားပါတယ်။ကလေး၃ယောက်စော်ရင်နဲ့မှန်ပေါင်ကကွဲပြီးကလေးကရှစ်လွာကနေအောက်ကိုဇောက်ထိုးပြုတ်ကျသွားခဲ့တာပါ။ကိုရီလည်းကလေးပြုတ်ကျတဲ့ခုနှစ်လွာကဆိုတော့အရန်လန့်သွားတာပေါ့။ငါတို့တော့ဘော်ဒီတောင် ကောက်ရလိမ့်မယ်ဆိုပြီးတော့ရှင်ထဲမှာထိတ်သွားမိတယ်။ ကလေးကကန်ကောင်းကျင်တော့သုံးလွာမှညက်သွားတာအရန်ကန်ကောင်းတဲ့ကလေးပါကိုပူတူးတို့အဖွဲတွေရောချက်ချင်းရောက်လာပြီးပရာဟိတဘော်ဒါရီအားလုံးရဲ့ကြိုးစားမှုကြောင့်သမီးလေးကအသက်ဘေးကနေလွတ်မြောက်ခဲ့ရတာပါဟုဆိုကလောကဟီတာဝရပရာဟိတအသင်းမှဥစွေကပြောပြထားတာလည်းဖြစ်ပါတယ်ခဏခဏငါ့ဝယ်လေးပူပူပြောပြောရမှာတော့ပြောပြအခုခဏပြောလို့

ဆက်လာဘူးလားဆက်လာဘူးလားဟုတ်ပြီရလားဟိုဘောတွေ့တွေ့တွေ့ဒါကဆက်လာလို့ဟိုကျွန်တော်ဘယ်လဲ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 ဒီဘီကမ်းဟိုလာ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 ခလေးခလေးညမနော်ခလေးဖဲခိုင်းတာခလေးညမနော်ခလေးခိုင်းတာခလေးမပြောက်ခိုင်းတာ

阿弟说：“多的很，阿公说：‘没多的，多的很。’”